ဥကောင်းအခြေတည်အုံနောက်အောက်ပိုင်းနဲ့ဥကောင်းအောက်တွင်ရှိသောအပိုင်းတစ်ခုဖြစ်သည်ဥကောင်းခြေတည်အရေးကြီးသောနေရာတစ်ခုဖြစ်သည်အကြောင်းမှာဥရည်ပြင်းနှင့်အခြားအရေးကြီးသောအာယုံကြောနှင့်တွေးကြောများသည့်ဤနေရာမှထက်တန်းသွားသည်ဥကောင်းခြေခွဲစိတ်မှုကိုဘေးဘက်ဥကောင်းခြေခွဲစိတ်မှုနှင့်ရှေ့ဘက်ဥကောင်းခြေခွဲစိတ်မှုဟူ၍ခွဲခြားထားသည်ဘေးဘက်ဥကောင်းခြေခွဲစိတ်မှုတွင်နာအခြေရိုးအယိုးနှင့် အုံနောက်နီးပါးပိုင်းရှိ အကြီးစားကင်ဆာများကို ကုတာသည် ရှိဘက်ဦးကောင်းခြေခွဲစိတ်မှုတွေအခောင်းနဲ့နှာခေါင်းပေါက်များရှိအကြီးစားကင်ဆာများတကြိုးတိုင်ကြီးရှိဘက်အုံနောက်ပိုင်းမှာဖြစ်ပေါ်လာသောအကြီးစားကင်ဆာများအနံ့ခံအာယုံကြောမှာဖြစ်ပေါ်လာသောအကြီးစားကင်ဆာများကိုကုသသည့်ဤအကြီးစားကင်ဆာများကို Station Neuroblastoma ဟုခေါ်သည့်ထို့ကင်ဥယျာဉ်ပြေအရေယိုစိန်ခြင်းကဲ့သို့သောအခြေအနေများကိုလည်းကုသသည့်ကျွန်ုပ်တို့သည် Acoustic Neuroma Meningioma Cholesteatoma နှင်းနာအာယုံကြောကင်ဆာများနှင်းနာအာယုံကြောယောဂါများ Gomas ကင်ဆာများကိုစီမံခန့်ခွဲသည့် ်ဤ glow mask စာများကို paraganglia မဟုလည်းခေါ်သည်ကျွန်ုပ်တို့သည်နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြု၍အဆုံးမဲ့နှင့် micro စကုပ်နည်းလမ်းများနှင့်အတူကျွန်ုပ်တို့၏အုံနောက်ခွဲစိတ်အဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ပါသည်ကျွန်ုပ်တို့သည်ဥကောင်းအခြေတည်နာများရှိသောလူနာများကိုကူတာပေးပြီးအောင်မြင်သောရလဒ်များနှင့်ပုံမှုကောင်းမွန်သောအကျိုးသက်ရောက်မှုများကိုပေးဆွမ်းပါသည်